မင်္ဂလာပါဗျာ publish igo channel ရာမြို့လိုပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာတော့မျက်စိပြဒနာအဖြစ်ရှား primary igo ဆောက်ထဲကအပိုင်းကကြီးဖြစ်တဲ့မျက်စိဆံရအင်္ဂါအစိတ်အပိုင်းများနဲ့အမြင်ဆွမ်းယူပြောမှာဖြစ်တာအခုမြင်ရတဲ့ပုံတော့မျက်စိကိုကျွန်တော်ကတပိုင်းချမ်းထားတဲ့ဖြတ်ပိုင်းပုံဖြစ်ပါတယ် မျက်စိနဲ့ပတ်သက်လို့ပြောကြဆိုရမယ်ဆိုရင်တော့မျက်စိရဲ့အင်္ဂါအစိတ်ပိုင်းတွေခေါ်တော်တွေရတော့မဖြစ်မနေဟိုကျွမ်းကျင်နေအောင်သိနေအောင်တော့ကျွန်တော်တို့ကလေ့လာမှတ်သားထားဖို့လိုတယ်ဒါမှပြောရဲဆိုရနေတာဟိုနားလည်လို့မသိလို့မသဘောပေါက်လို့မပေါ့လေဒါကြောင့်ဒီမျက်စိဖြတ်ပိုင်းပုံမှာပါတဲ့ခေါ်လေးတွေရတော့ကျွန်တော်တို့ကမဖြစ်မနေဒါလေ့လာသိရှိထားမှာဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်မျက်စိရဲ့ရှေ့ပိုင်းမျက်စိရဲ့ရှေ့ပိုင်းမှာဆိုကော်နီယော ကောင်းရဲ့ဆိုဒါမြေကြီးလာပါမယ်။နောက်စကယ်လာနော်စကယ်လာဆိုတော့မြေမေးတော့အဖြူအပိုင်းပေါ့လေ။အဲ့ဒီမှာမျက်စိရဲ့အလွာသုံးလွာရဲ့အလဲလွာလို့သူက၉ရိုက်လို့သူကပြောပါတယ်။အဲ့မှာအပြာရောင်အပြာရောင်အပိုင်းလေးပေါ့။မျက်စိရဲ့အတွင်းမဲ့နောက်နံရံမှာရှိတဲ့ မျက်စိရဲ့အတွင်းဘက်နောက်နေရာမှာရှိတဲ့အကြဲဆုံးလောကကျတော့ကျွန်တော်ကရက်တီနာအာရီထီယန်နေရက်တီနာလို့ခေါ်တယ်ရက်တီနာဆိုတော့ကျွန်တော်မြင်လောပေါ့နော်အဲ့တော့မျက်စိရဲ့မျက်စိလုံးကြီးမှာအလွှာသုံးလောရှိတယ်အလွှာသုံးလောရဲ့အတွင်းဘက်ဆုံးအကြဆုံးအလွှာကဆိုတာရက်တီနာ ဖြစ်တယ်အပြင်ဘက်အကြဆုံးအလွှာကအဖြူရောင်အလွှာဖြစ်တယ်စကယ်လာဖြစ်တယ်မျက်စိရဲ့ ရက်တီနာနဲ့စကယ်တာနဲ့ကြားထဲမှာကျွန်တော်ကိုးရိုက်ခေါ်တယ်မျက်စိရဲ့အလယ်လောအရှိပါမျက်စိရှိတဲ့တရားကြည့်လို့ရှင်အလယ်ကောင်မှာရှိတဲ့မျက်ကြည်လောကကြည်လင်ပြီးတောက်ပါပြီးတော့ဟိုသူ့ရဲ့ form ဖြစ်ရမယ်ဟိုတွန့်နေတာလည်းဘာလို့မဖြစ်ဖြစ်နေတင်းတင်းရှိနေမှာမျက်ကြည်လောကိုဖြတ်ပြီးကြည့်လို့မြင်လာကြတော့မျက်စိရဲ့တငယ်တငယ်ဆိုတာကအပေါက်ကလေးကိုပြောတာ မျက်စိရဲ့တငငယ်ကိုပြောတာအဲ့တော့မျက်စိတငငယ်အကျဉ်အကျယ်ဖြစ်အောင်ဖန်တီးပေးတဲ့ညသောအဖြစ်ကျွန်တော်တို့ဘုမိုင်းမှာဆိုရင်အညွှန်းအောင်ရှိတဲ့အရာကျတော့ကျွန်တော် eye iris လို့ခေါ်တယ်မျက်နှာဝန်းလို့ခေါ်ပါတယ်အဲ့တော့အဲ့ဒီအခေါ်လေးတွေနောက်တစ်ခါကျတော့ကျွန်တော်တို့အဲ့ဒီမျက်စိရဲ့ ိုင်ရစ်ရဲ့နောက်မှာကျတော့ဒါကျွန်တော်တို့ကမျက်စိတွင်မှန်ဘလူးလို့ကျွန်တော်တို့ကခေါ်တယ်။အဲဒီကောင်ကျတော့ကျွန်တော်တို့ကလန်ဆိုနော်။အဲလို lens လို့ခေါ်တာ။အဲဒီ iris နဲ့ iris နဲ့နောက်ကွယ်မှာရှိတဲ့မျက်စိတွင်မှန်ဘလူး။မျက်တွင်မှန်ဘလူးကျတော့ကျွန်တော်က serially body လို့ခေါ်တဲ့စံကြင်မြင်ကြွက်သားလေးတွေကစိုင်းတာ။အဲတော့မျက်စိတန်ကန်ကိုခြုံငင်းချက်ရင်ပြုလုပ်နိုင်တယ်။ ကြွက်သားလေးတွေလို့ဒီမှာစီရီယယ်လေးပေါ်တွေကိုကျွန်တော်တို့အတိတ်ပဲဖွင့်ဆိုထားပါတယ်။နောက်ဒီထက်ချင်းပုံကြည့်မယ်ဆိုလို့ရှိရင် မျက်စိရဲ့အတွင်းပုံအတွင်းဆုံးအလွာဖြစ်တဲ့ retina မှာတွေ့ရတဲ့ဒီရိုးလေးတွေရတော့ကျွန်တော်တို့မျက်စိအာရုံကျော်သူ့ကို optic nerve လို့ခေါ်တယ်။ optic nerve အဲ့တော့ဉာဏ်တော်မှာရှိတဲ့ သရေအချက်လက်တွေကိုနေစီအာယုံကျော်ဖြစ်တဲ့ optic net ကိုဖျက်ပြီးတော့အုံနောက်ကိုသရေအချက်လက်ပို့တာဒီဘက်မှာလဲကျွန်တော်ဗမာလိုလေးရေးထားတယ် scalar မျက်ရှူလွား full right မျက်စိရဲ့အလဲလွား cornea မျက်ကြည်လွား retina မြင်လွား pupil မျက်စိတန်ငယ်အိမ် ဖိုဝိုင်ဖိုဝီယာဆိုအာယုံကအချိုင်ငယ်အာယုံကအချိုင်ငယ်ဆိုတာမျက်စိရဲ့မြင်ပါရဲ့ခလဲကောင်မှာကျွန်တော်တို့တွေကသွေးကြောတွေစုစုံပြီးတော့ဖြားထွက်လာတဲ့ဒါကြိုင်းကွက်ငယ်ကလေးဒီကောင်ကိုဖိုဝီယာလို့ခေါ် Now iris iris မျက်နှာဝန်း iris ကလည်းကျွန်တော်တို့ဗမာတွေကအညွှန်းအောင်ရှိရတယ်တချို့တွေကတော့အနက်ဖက်ကိုအယောင်လို့တာရှိတယ်တချို့ဒေသတွေကျတော့ ဒီအိုင်ရီစက်အယောင်အပြန်အောင်လေးရှိတယ်။တချို့ရှားကြပါကအစင်းအောင်ရှိတယ်။ဒါအိုင်ရီစက်အယောင်။အိုင်ရီစက်ဖွဲ့စည်းပုံကြောင့်အတူအကျဉ်းအကျဉ်းအကျယ်ဖြစ်တာကြတော့ဆိုတော့ပြောမျက်စိတငယ်ယူပဲလို့ကျွန်တော်ခေါ်တယ်။အော့ပတစ်နဲ့ကြတော့ဆိုတော့ပြောပြီးတဲ့အတိုင်းမျက်စိရဲ့ retina မှာရှိတဲ့ပြန်လို့ရတဲ့ပုံရိပ်တွေရဲ့တရင်အချက်လေးကို optinet ကို optinet ကတစ်ဆင့်ဖြတ်သန်းသွားပြီးတော့မျက်စိရဲ့ ဟိုအုံနော်ရဲ့နောက်ဆုံးအောက်ဖက်မှာရှိတဲ့ office official loop လို့ခေါ်တဲ့ဒီမြင်းလောဆိုင်ရာအုံနော်အစိပ်ပိုင်းကိုသူကပို့ပေးအဲ့တော့ဒီဟာလေးတွေကျတော့ကျွန်တော်တို့ကမျက်စိအကြောင်းပြောတဲ့နေရာမှာအထောက်ပံ့ရဖို့အတွက်မဖြစ်မနေမှတ်သားထားရမယ်ကြက်တာကြက်ထားရမယ်အဲ့လိုအဲ့လိုပြောကျွန်တော်လုပ်ထားဖို့လိုပါတယ်ဒီရက်တစ်ဆက်တည်းပြောချင်တာကတော့ကျွန်တော်တို့ကမျက်စိကိုတာမားနဲ့မျက်စိကိုမျက်စိရဲ့ပြဿနာတွေကိုကျွန်တော်တို့သိဖို့ဆိုလို့ရှိရင် မျက်စိရဲ့ normal condition ပေါ့နော်မျက်စိရဲ့ပုံမှန်အနေအထားဘာပြဿနာမှမဖြစ်တဲ့ဘာယောဂမှမဖြစ်တဲ့ဘာမှအနောက်ရှင်မရှိတဲ့မျက်စိရဲ့ပုံမှန်အနေအထားကိုကျွန်တော်ကကြည့်ရအောင်မျက်စိရောရှစ်တတရားကြည့်မယ်ဆိုရင်အလယ်မှာကျွန်တော်တို့ကမျက်ကြည်လောအောင်တွေ့ရမှာဖြစ်ပါတယ်မျက်ကြည်လောဟာကြည်လင်တန့်ရှင်းပြီးတော့တင်းတင်းနဲ့သူပုံစံအတိုင်းခုံးခုံးလေးပြီးတော့ဖြစ်နေတာမျက်ကြည်လောကတွန့်နေရင်လည်းပြဿနာရှိတယ် မျက်ကြည်လိုကနောက်နေလေပြဿနာရှိမျက်ကြည်လိုကပုံမှန်အားဖြင့်အလွှာ၃ငွာရှိတချို့တွေကတော့အဲ့၃ငွာရဲ့စက်ကြားမှာရှိတယ်နှစ်လွှာဟိုကထည့်ပေါင်းပြီးတော့အလွှာ၅ငွာရှိတယ်လို့ပြောတဲ့ပုံပေါ်တွေလည်းရှိပါတယ်အဲ့လိုအဲ့ဒီမျက်ကြည်လိုကနောက်လို့ရှိရင်မျက်စိယောဂါအတွက်အရေးကြီးတဲ့အစိပ်ပိုင်းကြည်လင်နေရမယ့်မျက်ကြည်လိုကနောက်ရင်လည်းမျက်စိပြဿနာဖြစ်ပါတယ်မျက်ကြည်လိုကလေ တွန့်နေလမ်းမျက်စိပြဿနာဖြစ်ပါတယ်မျက်ကြည်လွှာထိမိခိုက်မိတဲ့အခါမှာကျွန်တော်တို့ကမျက်ကြည်လွှာအမာရွတ်ကျန်နေပြီးတော့ဖြူဖြူအမာရွတ်ဖြစ်ပြီးကျန်နေအဲ့ဒါကိုကျွန်တော်တို့ကအပြင်းတိမ်လို့ခေါ်ပါတယ်အဲ့တော့မျက်ကြည်လွှာရဲ့သဘောတရားကြီးမျက်ရည်စီရနေပြီးတော့သူကအာဟာရတွေစုပ်ယူပြီးတော့ကြည်လင်နေရမယ်တန့်ရှင်းနေရမယ်တင်းတင်းမာမာလေးနဲ့သူ့ရဲ့ form အတိုင်းရှိနေရမယ်။နောက်ဘက်မှာရှိတဲ့ မျက်စိတငယ်အိမ်နဲ့ iris ကိုထင်းထင်းရှားရှားမြင်နေရမယ်အဲ့ဒါမှသာလျှင်ပြန်ပါတယ်မျက်ကြည်လောကတစ်ခုကိုကျွန်တော်တို့ကကြိုးရမှာဖြစ်ပါတယ်မျက်ကြည်လောကိုဖြတ်သန်းပြီးတော့မြင်ရတဲ့နောက်ဘက်ကမြင်ခွင့်ကတော့မျက်စိတငယ်အိမ်လေးဖြစ်ပါတယ်မျက်စိတငယ်အိမ်ရဲ့ပပလယ်မှာဝိုင်းရံပြီးတော့မျက်စိတငယ်အချင်းချင်းကိုဖန်ပြီးပေးတာကကျွန်တော်တို့ကကျွန်တော်ကပြူပယ်လို့ခေါ်ပါတယ်ပြူပယ်ကိုကြတော့ကျွန်တော်တို့တွေက ြူပယ်ကမျက်စိတန်ငယ်ကိုကျွန်တော်တို့ကပြူပယ်လို့ခေါ်ပါတယ်မျက်စိတန်ငယ်ရဲ့အရင်းအကျယ်ကိုဖန်တီးပေးနိုင်တဲ့ပြက်သားလေးကြတော့ကျွန်တော်တို့က iris ခေါ်တဲ့မျက်နှာဝန်းလို့ကျွန်တော်တို့ပြောပါတယ်အဲ့တော့အဲ့ဒီမျက်စိတန်ငယ်ဒီအလင်းရောင်များလာလို့ရှိရင်ကျင်းပြီးတော့အလင်းရောင်နည်းလာလို့ရှိရင်ကျဲပေးရမှတော့ပါရှိသူရဲ့ပုံမှန်သဘာဝအတိုင်းအညွန်အောင်ဆိုအညွန်အောင်လေး အနေအောင်ပဲလူလို့ရှင်တဲ့သူ့ရဲ့ပုံမှန်သဘာဝအတိုင်းကျွန်တော်တို့ပြည်အမြင်ဒီ iris ကဲ iris ကဲမျက်နှာဝင်ရဲ့သဘာဝအကွက်ကလေးတွေကျွန်တော်တို့အမြင်နေရမှာပါအဲ့ဒီ iris ကရောင်လာလို့ရှင်တာမန်တဲ့တာမန်နဲ့အခုမြင်ရတဲ့တာမန်အခြေအနေမျိုးနဲ့မတူဘဲနဲ့ရောင်တဲ့လက္ခဏာတွင်လည်းပြဿနာရှိပါတယ်မျက်စိတငယ်ကိုဓာမီလေးနဲ့ထိုးကြည့်တဲ့အခါမှာ အလင်းရောင်များလာတော့လဲမျက်စိတန်ငယ်ရင်ကျင်းမတော်ဘူးအလင်းရောင်နဲတော့လဲမျက်စိတန်ငယ်ရင်ကျင်းမတော်ဘူးဆိုလို့ရှိရင်ဒါကျွန်တော်ကမျက်စိသက်ပြဿနာတစ်ခုခုမျက်စိရောဂါတစ်ခုခုဖြစ်နေပြီလို့ဒါကျွန်တော်တို့ကသိရပါမယ်အဲ့တော့ဒီနေ့ဘုရားတော့ကျွန်တော်ကဒီလောက်ပါပဲနောက်နေ့မှဆက်ပြီးတော့မျက်စိအင်္ဂါအစိပ်ပိုင်းတွေအကြောင်းဆက်ပြီးပြောတာပေါ့ဒီနေ့ပြောသလောက်ကလေးကိုမှတ်မိအောင်လို့အပြန်လန်းလန်းအပြန်ညာလန်းလန်းကျွန်တော်တို့ကလေ့လာပြီးတော့ မှတ်သားပြီးတော့ကြက်မှတ်ထားတင်ပါတယ်။ဒါမှနောက်ပိုင်းဆက်ပြီးပြောတဲ့နေရာမှာကျွန်တော်တို့အထောက်အပံ့ရမှာဖြစ်ပါတယ်။ဘယ်ပညာရမှုဆိုသူ့သက်ဆိုင်ရာသက်ဆိုင်ရာအစိပ်ပိုင်းလေးတွေကိုအခေါ်ဝေါ်နဲ့တော့မှတ်မိပါတာဖြင့်ဆက်ပြီးတော့ကျွန်တော်တို့လေ့လာတဲ့နေရာမှာချောမောပြပြမှာဖြစ်ပါတယ်။အစဉ်ပြေမှာဖြစ်ပါတယ်။အားလုံးကကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လိုလိုလားလားနားထောင်နေအတွက်ဝမ်းသာပါတယ်။နောက်တပတ်စနေရက်တော့ပြန်ပြီးစုံရတာပေါ့ခင်ဗျာ။